အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲပြီးသုံးသက်ချက်ကနေပြီးပြန်လည်ပြီးဂျူလိုက်ပါတယ်အဲ့တော့ပွဲပြီးသုံးသက်ချက်မပြောခင်မှာပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်မြန်မာနိုင်ငံအတွက် speak out လုပ်ပေးခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ဒါကျွန်တော်တို့ဆီမီဖိုင်နယ်ကိုတက်ရောက်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အင်မတန်မှဝမ်းသာတဲ့အကြောင်းကိုဒီနေ့ကပြောချင်ပါတယ်။လက်ရှိမှာဒါကျွန်တော် underdog တွေကိုဒါကျွန်တော်ခါတိုင်းဆိုရင်အမြဲတမ်းကျွန်တော်ခုံမင်းနဲ့ကစားအားကစားပြိတ္တပေါ့ကျွန်တော်အားကစားဒါကျွန်တော်တို့အေးပေါ့ဟိုပြိတ္တတယောက်အနေနဲ့ပြီးပြီးဒါ underdog အသင်းတွေကိုအမြဲတမ်းခုံမင်းနဲ့ဒီတစ်ခါမှာဒါကျွန်တော်တို့ကိုမြန်မာနိုင်ငံအတွက်ဒါကျွန်တော် shutdown ပြီးတဲ့အသင်းကိုတော့ပို့ပြီးတော့ခုံမင်းနဲ့ Manchester City အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော် Wembley မှာကမ်းမဲ့ semi final ကိုတက်ရောက်သွားခဲ့ဖြစ်ပါတယ်။ဒီ semi final မှာဒါကျွန်တော် Northampton Forest အ အသင်းနဲ့ Manchester City အသင်းတို့တွေ့မှာဖြစ်ပါတယ်။အဒီဗီဒီယိုလေးမစခင်မှာထပ်ပြီးတော့စောကျင်တာလေးတွေရှိပါတယ်။ကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့ ဓာတ်ဘော်ဒီရဲ့ဒါကျွန်တော်တို့ဓာတ်ဘော်ဒီကိုထုတ်ဖို့ရဓာတ်ဘော်ဒီဘက်တွေအခုချိန်ထိလိုအပ်နေတော့အများကြီးရှိပါတယ်။ပြီးတော့ကျွန်တော်တို့ဒါမရောက်သေးတဲ့နေရာလေးအများကြီးရှိပါတယ်။စကိုင်းတိုင်းဒေသကြီးဆိုလည်းအခုချိန်ထိအပြည့်အဝအကူအညီမရသေးပါဘူး။သထောင်းစားတွေတားဆီးထားတဲ့အတွက်ကြောင့်ဒီနေရာမှာလိုအပ်ချက်တွေလည်းအများကြီးရှိနေတဲ့ဆိုတဲ့သတင်းတွေလည်းတက်နေပါတယ်။ကျွန်တော်တို့လက်ရှိမှာဒါဘလို့သိလဲမင်းကျွန်တော်ဒီနေ့မှာဒါကျွန်တော်တို့သွားကူမယ်။ဒါကျွန်တော်တို့မန်ဒလီယာအကူတယောက်ကိုလည်းကျွန်တော်ဒီသတင်းကအမှန်နဲ့ဖြစ်ကြောင်းကျွန်တော်လာပြောထားတာဖြစ်ပါတယ်။ဒါကျွန်တော်မန်ဒလီယာကိုကျွန်တော်နဲ့ငယ်လေးကတည်းကခင်တဲ့တယောက်ဖြစ်တဲ့ဒါဟာလုံးဝ100%ယုံလို့ရတယ်လို့ပြောလို့ရတယ်။အဲ့တော့ပြောချင်တာစကိုင်း င်းတိုင်းကိုတော့တက်နိုင်တဲ့ဘက်ကနေကူညီပေးဖို့တော့ဒီညကနေတောင်းဆိုချင်ပါတယ်။ငွေအားဖြင့်လူအားဖြင့်သတင်းစီစဉ်မှုအားဖြင့်ကျွန်တော်ဒီညဒီညမှာတော့ကျွန်တော်တို့တခြားသောမြို့နယ်လေးတွေရှိပါတယ်။ဒါကျွန်တော်အင်းလေးတို့ပါလို့လည်းအခုချိန်မှာဒါကျွန်တော်ထိကိုက်မှုပြင်းထန်မှုရှိတယ်လို့လည်းသတင်းတွေတော့ပါတယ်။ဒါပြင်ကျွန်တော်တို့နောက်ဆုံးရသတင်းတွေပျော်ပွဲမှာတော်တော်လေးကိုအချင်းဒီဆိုးရလူကြားသိနေပြီးတော့အကူအညီတွေအများကြီးလူနေတယ်လူကြားသိရတယ်မှာပါတယ်။ဒီညမှာကျွန်တော်တို့ဒါဒီညမှာသူများကြီးလောက်တော့မဆိုးပေမဲ့ဒီညမှာနည်းနည်းလေး ြောချင်တာရန်ကုန်ကိုလည်းတစ်ချက်ချက်တော့မမေ့ကြပါနဲ့ရန်ကုန်ဒီနေ့ခုလည်းရှိမှာဒါကျွန်တော်တို့တွေနဲ့လျှက်ဆက်အားကိုဒါကျွန်တော်ရေအားကိုဒါကျွန်တော်တို့သူများရင်နဲ့ခွဲဝေပြီးတော့ကြောင့်ရန်ကုန်မှာတော်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 လေးကိုဒါကျွန်တော်ရေမလာမီးမလာတဲ့အဖြစ်တွေနဲ့တော်တော်လေးကိုဆိုးရွားနေတော့တွေ့ရမှာတော့ပါအဲ့တော့တရက်နဲ့လူတွေဒါဆိုလာပဲဖြစ်ဖြစ်ရေအားအဖြစ်ကုညီနိုင်တဲ့လူတွေကုညီပေးကြပါအခုလည်းရှိမှာဒါကျွန်တော်တို့တကယ်ကိုဒါကျွန်တော်လူအပ်နေတဲ့လူတွေတော်အလူများလူအပ်နေတဲ့လူကဒါကျွန်တော်တို့ပိုများနေပါတယ်ဖော်လန်တီးယားတွေရှိမယ်ဆိုလည်းကျွန်တော်ဒါဒီနေရာမှာကုညီပေးကြပါဦးဒီနေရာမှာထပ်ပြီးပြောချင်တာနောက်တစ်ခုကတော့ဒါ လက်ရှိမှာဆွဆွတမန်ကူညီပေးနေကြတဲ့လူတယောက်ချင်းစီတိုင်းကိုရုပ်လာအမြတ်မရွေးဒါကျွန်တော်တို့ကြားမှမရွေးဒါဘာသာမရွေးလူတိုင်းကိုကျွန်တော်ဒါအများကြီးအများကြီးကျေးဇူးတင်တယ်လူဒီညာကနေပြီးတော့အကုန်လုံးရဲ့ကိုစားပြောချင်ပါတယ်အဲ့ဒီနေ့ဒါကျွန်တော်တို့ ညရပြောကျွန်တော်ဒီဗီဒီယိုရိုက်ချင်မှညဖြစ်သွားပေါ့။အော်ဒီနေ့ညမှာတော့ကျွန်တော်တို့ Manchester City အသင်းကဘုံမောင်နဲ့တွေ့ခဲ့တယ်။ဒီပွဲစဉ်မှာတော့ကျွန်တော်ဘုံမောင်ကို Manchester City အသင်းကတော်တော်လေးကိုခဲရခဲဆစ်ဆော့ခဲ့ရတယ်ဆိုလည်းမမဘူး။ဒါပေမဲ့မနေ့ပြောမှာဒီနေ့ပွဲစဉ်မှာဘုံမောင်တော်လို့ဆိုတော့ဘုံမောင်လည်းသူ့ဟာသူတော်တော်လေးကိုခြားပါတယ်။ဒီပွဲမှာတော့ပွဲလုံးတာမနေ့ပြောမှာဆိုအာယုံလည်းအဲ့လောက်မရှိပါဘူး။ဒါပေမဲ့ကျွန်တော်ကြည့်တော့ကြည်သေးပါဘူးဆိုတော့ကျွန်တော်တခုခုအလုပ်တခုခုလုပ်မှာဆိုတေချာလေးလုပ်ချင်လို့ပြောလို့ရတယ်မှာပါပါတယ်အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အမှန်တိုင်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ CD အသင်းတို့ကဒီနေ့ပွဲစဉ်မှာနိုင်သွားတယ်ဆိုပေမဲ့ဒါ နည်းနည်းလေးတော့ထိခိုက်နေနာမှုကြီးမားတယ်လို့မြင်တယ်ဟာလန်ဒီနေ့ဘောဇမတာတိုင်းကအသေးစားပုံစံမျိုးရသွားရလားဒါကြောင့်မို့ဒါမှမဟုတ်ဒါကျွန်တော်တို့အနီးပြနေတဲ့ဒါဂွာဒီယိုလာနည်းနည်းပဲကစားသမားတော့ကျွန်တော်မနာစေချင်လို့ပဲထုတ်လိုက်တာလားတော့ချက်တော့မသိရဘူးဒါပေမဲ့အယ်လန်ဟာလန်ဒီနေ့ဒီလိုမို့ဒါကျွန်တော်တိုင်းကအသေးစားကျွန်တော်နည်းနည်းတော့စိတ်ပူမယ်ဒါပေမဲ့ဒီနေ့ဘောဇမအယ်လန်ဟာလန်ဒီနေ့ဘောဇမလေးအကြီးအဆုံးဒါကျွန်တော်တို့ဟို ဟိုစိတ်ညစ်နေတဲ့ကြားတဲ့ဖျော်ဖြေမှုအပေးနိုင်ဆုံးလူတယောက်ကဘာလို့ပြောပါလဲဆိုရင်ဒါကျွန်တော်တို့ဘုံမောင်သိရဲ့ဂုသမဖြစ်တဲ့ကီပါပဲဒါကီပါနဲ့ဒီနေ့ပေါ်သမားတပွဲလုံးတိုက်တာနေရတာကျွန်တော်ပတတီဒီလည်းပုတ်ပြခဲ့တဲ့အကောင်းဆိုတာကျွန်တော်ဆုံးမင်းနောက်စကတ်မှာလေဒါ3-1ဖြစ်သွားနိုင်တဲ့ movement တွေမှာလည်းအကောင်းဆိုတာကျွန်တော်တို့အဲကာကွယ်ပေးနိုင်ခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်ရဲ့အနိုင်ကိုကိုတွန်းသွားတဲ့နေရာမှာလည်းဒါကီပါတော်တော်လေးကိုညံ့တယ်ဒီမှာဘာလို့ဒီနေ့ပွဲစဉ်မှာကီပါကိုချီးကျူးရမှာလားကီပါကိုဗလိမ်းရမှာလားဆိုတော့တော်တော်လေးကိုမသေးကွဲတယ်မှာပါတယ်ဒီနေ့ပွဲစဉ်မှာနောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ဒါမက်သူရဲ့နူးမြတ် စ်စ်ကဘာဒီရဲ့ဖူဘက်တွေကထင်တာတဲ့နည်းနည်းလေးပူပြီးလုတ်ဖြစ်ခဲ့တယ်ဒီနေ့ပုံစံမှာဒါကျွန်တော်တို့အဲပနတီပေးခဲ့တဲ့တိုင်လာအဒမ်ကတော့ဒါကျွန်တော်တို့သူလည်းမသိလိုက်ပါဘူးဒါလက်လက်ထိဘောဖြစ်တယ်သူလည်းသိမယ်အဲ့တော့ဒီနေ့ပုံစံကြောင့်ဒါကျွန်တော်သေးသေးချာပါလို့ပြောချင်တယ် CD ပိတ်တဲ့ဒီနေ့ပုံစံတော်တော်လေးအာမဆိုင်ပြတော့အာဒီနေ့ပုံစံကြောင့်နည်းနည်းလေးပြောချင်တာဖြစ်တယ်အဲ့တော့ဘိုးမောက်ကလက်ရှိမှာဒါစပားအတင်စိတ်ဝင်စားတယ်လို့ပြောလိုက်လို့လားမသိဘူးနီးပြကလည်းဒေါ့ရှော့ရှုံးတာတပွဲမှာကိုမနိုင်တော့တာပဲအခုချိန်ဒါကျွန်တော်နိုင်ရနေဒေါ့ရှော့ရှုံးနေပေါ့အဲ့တော့ပို့ဆိုးတာကဘိုးမောက်တင်းနေစပားအတင်လာစိတ်ဝင်စားလိုက်တဲ့အချိန်ကလေးဆိုင်ဘိုးမောက်နီးပြနေတာကျွန်တော်နိုင်ရကနေရှုံးတာဘယ်နှပွဲဆက်လဲမသိ ူဖြစ်လာပြီဆိုပြီးတော့ဝိုင်းပြီးတော့နောက်နေတွေ့ရမယ်တော့ဒီနေ့ပုံမှန်တာကျွန်တော်ဘုံမော့အသင်းကိုတော့ City အသင်းဘက်ကတသိန်းလုံးလေးဒီဒါမစိုးဘူးဆိုတဲ့ခြေစွမ်းတစ်ခုကိုတွေ့ခဲ့ရတယ်အထူးသဖြင့်ဒီနေ့ပွဲသမား Kevin De Bruyne ကို Kevin De Bruyne ဆက်ဆံတွေ့ခဲ့ရတယ်သူနေတာကျွန်တော်သူ့ရဲ့ကျွန်တော် Lethal Pass တွေကိုတော်တော်လေးကိုတွေ့ခဲ့ရတယ်မှာပါတယ်စီးအသင်းနဲ့စီးအသင်းဖြစ်နေစေတစ်ခုကဘာလဲဆိုတော့ ခံစစ်နေရမှာတော့ကျွန်တော်လိုအပ်ချက်တွေများစွာရှိနေသေးပါဒီနေ့ပေါ်မှာကြည့်မယ် City တင်းနေတာခံစစ်ပိုင်းကတော့ကျွန်တော်ယူရေးမှုနဲ့တွင်းသွားတဲ့တွင်းကိုဆိုတကယ်တမ်းပြောရမယ်ဆိုရင် City လိုအသင်းမျိုးနေတဲ့ဒါကြီးကကာကွယ်လို့ရနိုင်တယ်ကာကွယ်လို့တင့်နေတာကျွန်တော်တို့အဲသွင်းကိုတကူလို့ကျွန်တော်ရဲ့ပုံကူရေးရမှာမြင်မိတယ်ပေါ့ဒါပေမဲ့ခုနကစီတီတင်းနဲ့ထုံးရနိုင်မယ်ကြောင်ကူတွေရတဲ့ဆင်ပြီးခဲ့ရတယ်ဒါကိုသမားလေးကိုတို့ရဲ့ကြည်နေဘာမှမလုပ်နိုင်ခဲ့တဲ့နေသားမှာသူ့ဘေးနားကဖြတ်သွားရတာကျွန်တော်နောက်တန်းနှစ်ယောက်လို့လည်းသူတို့ဘေးနားကပဲဖြတ်သွားပြီအဲ့နှစ်ယောက်လုံးကကြော်ပြီးတော့ တွင်းသွားခဲ့တယ်လို့ပြောလို့ရရင်တော့ပါတယ်ဗျာကျွန်တော်ဒီနေ့ပေါ်သမားဒါကျွန်တော်တို့ man of the match ကဒါကျွန်တော်တို့အရင်ဝင်လာတဲ့ကျွန်တော် O'Reilly တွေတော့ပြောလို့ရမယ် O'Reilly နဲ့ဒီနေ့ပေါ်သမားဒါကျွန်တော် Erling Haaland ရဲ့ twin goal ကိုဖန်တီးပေးခဲ့လို့ဒါကျွန်တော်တို့ Omar Martial twin goal ကိုလည်းဖန်တီးရအဲ့တော့နောက်ပိုင်းပေါ်သမားဒါကျွန်တော် Omar Martial အနေနဲ့ Julian Alvarez တော်တော်ကြီးကိုဆင်လာတယ်လို့ပြောလို့ရမယ်သူရဲ့ဒါကျွန်တော်အတိုးလှုပ်တယ်သူနေတာကျွန်တော်လိုအပ်လိုအပ်သူ wing back မှာ deploy လုပ်လို့ရတာတွေ AM ကိုလုပ်လို့ရတာတွေဒါကြတကယ်ကိုတော့ကျွန်တော်တို့ တော်တော်ကြီးကိုဒါလိုအပ်တဲ့ဒါကျွန်တော်တို့ city ရဲ့ playing style တစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါအဲ့တော့ အိုမားမာမိုးရှင်နေတဲ့ဒီနေ့ပွဲစမှာသူ့ရဲ့ effective net ကလည်းဒါကျွန်တော်တို့လေးဒါပေမဲ့သူ twin သွားရဲ့ twin ကသူကောင်းတယ်ဆိုတာတဲ့တစ်ဖက်ရဲ့ဒါကျွန်တော်ဘုံမောက်ရဲ့ twin ရဲ့ဂိုးသမားညံ့တာလည်းအများကြီးပါတယ်ကီပါနဲ့ဒါကျွန်တော်တို့ကျွန်တော်ကပထမဂိုးတော့မဂိုးတယ်ပေါ့ဂိုးသမားတက်တက်ကန်တော့ဒါဂိုးသမားရဲ့လက်ကြားတွေကထွက်သွားပြီးအဲ့ဒီ twin က twin သွားရပေါ့အဲ့တော့ပြောမယ်ဆိုတာကျွန်တော်တို့ CD fan တယောက်အနေနဲ့တွေ့ရမှာဆိုဒီနေ့ပွဲစံအားရစံပြည်ဒါပေမဲ့ဒီနေ့ပွဲစံမှာနောက်ထပ်တစ်ခုနဲ့ပြောမယ်ဆိုတော့ faithful တယ်မယ်ကျွန်တော်ဒီနေ့ပွဲစံမှာဒါကျွန်တော်ထုံးရနိုင်မယ်ပေါ့နော်ဖုန်းကျွန်တော်ဖုန်းထဲမှာအလူကိစ္စတွေလုတ်တယ်ဒါကြည့်ရင်ကြည့်လိုက်ဒါကျွန်တော်ဖုန်းကြည့်ရတယ်ဒါပေမဲ့ဒီနေ့ပွဲစံမှာကျွန်တော်အမှန်တိုင်းပြောကျွန်တော်ဒါခင်ဗျားတို့အမြန်တိုင်းပြောမယ်ကျွန်တော်ဒီနေ့ပွဲစံမှာဒါကျွန်တော် ျွန်တော် U Sport Media ကနေကြည်နေတဲ့အချိန်မှာ favor down ကျွန်တော်မတွေ့ဘူး ကျွန်တော်ဒီနေ့ပုံစံမှာ all source စစ်စစ်ဒီနေ့ပုံစံမှာတောင်မှာတယောက်တယောက်ပါတယ်ထင်တာကျွန်တော်စိတ်ထဲမှာ save you သွတ်မှုတာကျွန်တော် Jeremy Dodd ဒီနေ့ပုံစံမှာတောင်မှာ blue deploy လုပ်ထားခဲ့တာလေဘုန်းတော်ကျွန်တော်မနိုင်ပါဘူးတော်တော်လေးဥတာကွင်းလဲမှာလဲဒါကျွန်တော်မစိုးဘူးဒီနေ့ပုံစံမှာ3နဲ့3ရောလောက်ပိုက်တယ်ဒါ CM DM ဒါကျွန်တော်တို့ AM ဆိုတဲ့ပုံစံမျိုး deploy လုပ်နိုင်ခဲ့ပြီ Debrine Candugan Coverset တစ်ဖက်ရဲ့ဒါကျွန်တော်ကွင်းလဲကိုလေတော်တော်ကြီးကိုစိုးမှုသွားခဲ့တယ် Tyler Adam Christie ဒါကျွန်တော် Clive တို့ရဲ့ကွင်းနဲ့နဲ့ဆိုင်ဒါ CD ရဲ့ကွင်းလဲကတော်တော်လေးကိုကောင်းခဲ့တယ်လို့ပြောလို့ရမယ်တယ်မှာပါဒါမှမဟုတ်ကျွန်တော်မနိုင်ပါဘူးတောင်မှာဒီမှာဘာသာလို့ saver ကဒီနေ့ပုံစံကျွန်တော်ကွင်းလဲပုံစံမျိုး sorry ပဲထင်မိကျွန်တော် တောင်းမှမစေဗီယိုဒိုကူတွဲလာဒါမှမဟုတ်တဲတောက်တွဲလာကျွန်တော်ဂျက်ဂရီလစ်ကျွန်တော်ထည့်မယ်ထင်တယ်ဒါပေမဲ့မဟုတ်ပြဖေးဖိုဒန်ပါပြီးတော့ဖေးဖိုဒန်နေနဲ့ဒီနေ့ပုံစံမှာတော်တော်လေးကိုခြေစွမ်းရအားနေခဲ့တယ်ဒါမှဆိုးအတိုးလုံးတစ်ချက်တစ်ချက်တော့ရှိပေမဲ့ကျွန်မနစ်ကဖေးဖိုဒန်နဲ့တော်တော်လေးကိုကွာတဲ့ဖေးဖိုဒန်တစ်ယောက်ကိုဆက်လက်ပြီးတော့မတွေ့ရသေးဘူးလို့ကျွန်တော်အနေနဲ့ပုံကူရမြင်မိတယ်လက်ရှိမှာဒါတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ စီတီသိနေလိုအပ်ချက်များစွာရှိနေသေးတဲ့ပွဲတစ်ပွဲပါဒါမှစီတီသိနေလိုအပ်ချက်များစွာရှိမယ်မလိုအပ်တာကကျွန်တော်တို့ရဲ့လက်ရှိမြန်မာနိုင်ငံကို support ပြီးတော့ကျွန်တော်မျိုးလုံးတစ်လုံးမိတ်ပြီးကြည့်ပေးလို့ရပါတယ်ဒီလိုအသင်းမျိုးကကိုရီးယားနဲ့ဒါကျွန်တော်တို့အားပေးရကြုံနေတယ်အခုလက်ရှိမှာခိုင်းနေတယ်ဆိုတော့လူမိုးချုံမတာ underdog 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 ဆိုတဲ့စကားလုံးတွေကိုပဲကျွန်တော်သိပြီးသဘောကျတယ်အခုလက်ရှိမှာ underdog ကိုတော့မကြိုက်ဘူးစီတီသိရွှေဘောက်ကိုတော့ဒီနေ့မှဒါ FA player ရစီခြင်းနဲ့ FA player ရပြီးလက်ရှိမှာဒါကျွန်တော် Champion League ကိုလည်းမြင်မြင်မှဝေစီခြင်းနဲ့ဒါကျွန်တော်မြန်မာနိုင်ငံမှာ Brentford နဲ့ United ပြီးရင်တတိယမြောက်ဆူတောင်းပေးတဲ့အသင်းတစ်သင်းနေနဲ့အင်မတန်မှချစ်ဖို့ကောင်းတဲ့အသင်းတစ်သင်းဖြစ် ဖြစ်တဲ့ကြောင့်မို့ဒီနေ့မှာ FA Fly ယူသွားလိုက်ပါတကယ်ကိုပေးပါတယ်တကယ်လည်းချစ်ချူဘူးကောင်းတဲ့တင်းတင်းဖြစ်တဲ့ကြောင့်မို့ဒီအသင်းเนี่ยတကယ်ကိုဒါကျွန်တော်အရန်အရန်ကိုသဘောကျဖို့ကောင်းတဲ့တင်းတင်းဖြစ်နေပါတယ်အဲ့တော့လက်ရှိမှာခြေစွမ်းရတာတကယ်လည်းပြဿနာရွှေဘကိုတော့ရွှေဘလို့ပြောမှာမယ်ဒါပေမဲ့ရွှေဘကိုတော့ရွှေဘလို့ပဲတတ်မှတ်ပြီဘာလို့လူတွေကိုလိုအပ်နေတဲ့အချိန်မှာရွှေဘအမြဲတမ်းရှိနေပါတယ်လက်စတာစီးတီးနဲ့ပွဲစဉ်မှာလည်းလက်ရှိမှာဒါကျွန်တော်တို့ရွှေဘတို့အုပ်စုအနေနဲ့ why won't be ကူညီသွားအောင်မလဲမြင်အဲ့တော့ စီဒီသင်းကတကယ်ကိုချစ်စရာကောင်းတဲ့အသင်းပါပဲ။ဒါကျွန်တော်တို့ပြည်သက်တွေပိုင်ဝင်ကျွန်တော်ပိုင်ရှင်တွေအစုံဒါတော်တော်လေးကိုချစ်ဖို့ကောင်းတယ်။ဒါလည်းရှိမှာဒါအင်္ဂလန်ပြည်သက်တွေချင်းချင်းကူညီနေတာဒီကောဒါမြန်မာနိုင်ငံပြည်သက်တွေကိုကူညီတာတကယ်ကိုချစ်ဖို့ကောင်းတယ်လို့ပြောပြရစီ။တစ်ဖက်ကဘုံမောက်ကဒါကျွန်တော်တို့လက်ရှိမှာဒါ RU လိုက်တာကျွန်တော်ဇက်တိုက်ရှုံပွဲတစ်ခုဖြစ်သွားခဲ့ပြီးတော့လူတွေကြားထဲမှာဒါဒီပြတဲ့အောင်တကယ်ကိုအစဉ်ပြေပါမလားဆိုတဲ့မိကုန်နေပြောဆက်ဖြစ်လာခဲ့တယ်။အပြောချင်တာလက်ရှိမှာဒါမျိုးပါဒါ၃ရက်တပွဲစွန့်ရမယ်တဲ့တဲ့နဲ့ဒါနီးပြကင်တွဲဖို့ကင်တယ်ဒီကိုတော်တော်လေးကိုကြည့်ရမယ်တဲ့မှာပါပါ။အဲ့တော့ ဒါကျွန်တော်ညစပါပြိသက်တွေကိုဒါမှကြည့်ရမယ်ရှယ်ရှယ်လေးပါပဲအများကြီးအများကြီးပြောစရာမလိုအဲ့တော့ဘယ်လိုပြော citizen ဒါကျွန်တော်တို့လက်ရှိမှာမြန်မာနိုင်ငံအတွက်ဆူတောင်းပေးထားတဲ့ city အသင်းဒါကျွန်တော်တို့ semi final နဲ့တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်ကိုကြိုလက်ရှိမှာ city ရေဒီ fly ကြီးကခင်ဗျားတို့ fly ဖြစ်ပါစေဆူတူငောင်းတောင်းပေးနေပဲ တော်တော်တို့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတာပေါ့ကိုညွှန်လို့ရပါတယ်။အခုလိုအချိန်မှာ TV4U တို့ဒါ Youth Sport Media တို့ကမကြည့်ရင်တော့မှကျွန်တော်တတ်နိုင်တဲ့ဘက်ကနေသတင်းစီးဆိုးမှုဒီမှာကူညီပေးပါ။မြင်းလင်းမြင်းကလင်းတန်ကနေပေါ့ကျွန်တော်ဒါကူညီနိုင်တဲ့နေရာကနေကူညီပေးပါ။ Volunteer လူအားစိတ်ဓာတ်အားကျွန်တော်ဒါ Communication အားအဖက်ဖက်ကကျွန်တော်လူလူတွေလိုရပါကျွန်တော် Fighter တွေလိုရပါတယ်။ဒီ Fighter တောင်နေအများနဲ့ကူညီပါဝင်ပေးပါအောင်လို့ပြောရင်လည်းကျွန်တော်တော့ကောင်းပြီပါဗျ။အားလုံးမကြွတူပါနဲ့။ Common တော့မနေ့ကင်းလေးဖြစ်ပါစုမုံအောင် တောင်းပြီးနေပဲ။ Devil ပါဗျ။